ျမ်းမာပျော်ရွှင်တဲ့ဘဝကိုပိုင်ဆိုင်ဖို့အချိန်ကိုအကျိုးရှိရှိအသုံးချတတ်ပါစေ။သူများရဲ့အောင်မြင်အောင်ကြည့်ပြီးတော့အားကြနေလား။ကိုရိုင်းရောအောင်မြင်ခြင်းနေပြီလား။ဒါဆိုရင်တော့အောင်မြင်ရသူတွေမှာရှိနေတဲ့လျှက်ဝက်ချက်လေးတစ်ခုပြောပြမယ်။ဒါကတော့လူသားတိုင်းကိုသဘာဝတရားအရတပြင်းညီပေးထားတဲ့အချိန်24နာရီအကျိုးရှိရှိတိတိယယောက်နဲ့အသုံးချထက်ခြင်းမှာအောင်မြင်နေတဲ့သူတွေကအချိန်ကိုဘယ်လိုမျိုးအကျိုးရှိရှိအသုံးချလဲသိချင်တော့ဒီစောင်းပါးလေးကနေတစ်ဆင့်ပြောပြလိုက်ပါရစေနော် အချိန်ုံအကျိုးရှိရှိအသုံးချခြင်းနံပါတ်1တနေ့တာအစီအစဉ်ကိုရှေးဆွဲပါတနေ့တာမှာဘာတွေလုပ်မယ်ဆိုတာကိုကိုယ်တိုင်အစီအစဉ်ဆွဲထားပါအရာမဝင်ခင်မှာနောက်တနေ့တာအတွက်အစီအစဉ်ကိုအချိန်ပိုင်းခြားနေတကွတေချာလေးအစီအစဉ်ချထားတဲ့အလေးထားအမွေးမြူပေးပါ။နံပါတ်၂အချိန်အတိအကျသတ်မှတ်ပါ။ကိုယ့်ရဲ့တာဝန်တွေကိုအပြီးသတ်လုပ်ရမယ့်အချိန်တွေကိုအတိအကျသတ်မှတ်ထားဖို့လိုပါမယ်။ဥပမာပြောရရင်တော့ x ဆိုတဲ့အလုပ်ကိုမနက်7:00နာရီမှပြီးရမယ်။ y ဆိုတဲ့အလုပ်ကိုတော့ညနေ3:00နာရီမှပြီးရမယ်။ ဇက်ဆုံတဲ့အလုပ်ကိုညနေ9နာရီခွဲမှပြီးရမယ်။စသဖြင့်အချိန်တိကျသတ်မှတ်ရပါမယ်။နံပါတ်3ပြီးရမယ့်အချိန်ကိုအတိအကျသိအောင်လုပ်ပါ။တာဝန်တစ်ခုကိုလုံးဝရောမယ်ဆိုရင်ပြီးရမယ့်အချိန်ကိုသေချာသိအောင်လုပ်ဖို့လိုပါမယ်။ဒါမှအလုပ်ကိုအချိန်နဲ့ကွက်တိကျအောင်လုပ်နိုင်မှာပါ။ဒါကကိုယ့်ကိုယ်ကိုယုံကြည်မှုတိုးစေပြီးအောင်မြင်မှုရစေမယ့်အဓိကအချက်တွေကတစ်ခုပါ။နံပါတ်4မလုံနိုင်မှုဆိုတာကိုမပြောမိအောင်လုပ်ပါ။အလုပ်တစ်ခုခုလုံးရတော့မယ်ဆိုရင်ငါတော့မလုံးနိုင်တော့ဘူးဆိုတာမတွေ့ပါနဲ့ နှုတ်ကနေလည်းမပြောမိပါစေနဲ့အဲ့လိုမျိုးတွေးမိတာကအလုပ်ကိုကြမ်းကြာစေနိုင်တယ်လို့လုံနိုင်စွမ်းကိုပါထိခိုက်လာနိုင်ပါတယ်နံပါတ်၅သတ်မှတ်ချိန်ထက်စောစောလေးပြီးအောင်လှုပ်တက်တဲ့အလေးထားမွေးမြူပါအလုပ်တွေကိုအချိန်မီလုပ်တတ်စေဖို့သတ်မှတ်ချိန်ထက်စောစောလေးပြီးအောင်လုပ်တတ်တဲ့အလေးထားကိုမွေးမြူထားပါအလုပ်ကိုအချိန်ငယ်ပြီးအောင်လုပ်တတ်တာကောင်းပေမဲ့စောစောလေးပြီးစီးနေတာကတော့အကောင်းဆုံးပါနံပါတ်6မြင်သာရင်းနေရာမှာနိုင်ထားပါ အလုံစပွဲကနေလှမ်းမြင့်နေရတဲ့နေရာမှာနိုင်တလုံးကိုထားလို့အချိန်မကြာခဏကြည့်ပေးပါအလုံကိုအချိန်ကြိုက်လှုပ်တက်လာပါလိမ့်မယ်နံပါတ်9အာယုံစူးဆိုင်ပါတနေ့တောင်မှအလုံတောင်ဝင်နေများတာသိပေမဲ့အလုံများလို့ဆိုပြီးတော့အာယုံများနေလို့မဖြစ်ပါဘူးအာယုံများတာကအလုံမပြီးစေဖို့အားပြရာရောက်သွားနိုင်ပါတယ်ဒါကြောင့်လုံနေတဲ့အလုံတစ်ခုပေါ်မှာပဲအာယုံစိုက်ထားပါနံပါတ်8အာယုံထွေပြားစရာတွေနဲ့ခက်ကင်းကင်းနေပါအလုံးလုံးနေချိန်မှာအာယုံထွေပြားစေမယ့်အရာတွေ ဥပမာဟန်ဖုန်းကိုခက်ဝေးဝေးမှထားပေးပါဆိုရှယ်မီဒီယာတွေဖွင့်ထားတာမျိုးမလုပ်ပါနဲ့ဒီလိုလုပ်တာကအာယုံစိုးစိုက်မှုပိုကောင်းစေပြီးအလုပ်တွင်စေမှာပါနံပါတ်ကိုအရေးကြီးအောင်သိပါစေအလုပ်လုပ်တဲ့အခါအရေးကြီးဆုံးကနေစလုပ်ပါဒါမှအလုပ်ပြီးမြောက်မှုဖြစ်စဉ်အောင်မြင်မှာပါဒါကြောင့်မနက်ခင်းစတင်ချိန်မှာအရေးကြီးဆုံးဖြစ်မဲ့အရာကနေပြီးတော့စတင်လုပ်ဆောင်ပါ ဒီလိုမျိုးပြောရနဲ့တနေ့တလုံးကိုအလုပ်တွေပဲလုပ်နေရမယ်လို့မဆိုလိုပါဘူး။အလုပ်တာဝန်တွေကိုချိန်သားကိုက်ပြီးစီအောင်လုပ်ပြီးပြီဆိုတာနဲ့ကိုပိုင်အချိန်တွေကသူ့လိုလိုထွက်လာမှာပါ။ဒီထွက်လာတဲ့အချိန်တွေကိုမှကျန်းမာရေးအတွက်အာဟာရပြည့်ဝအောင်စားတာ၊အေးဝအောင်အိပ်တာ၊ကိုလလဲချိန်ကလှုပ်တာ၊မိသားစုကိုအချိန်ပေးတာ၊ဝါသနာပါရလှုပ်တာတွေအတွက်အသုံးချပါ။ဒါမှအလုံးနဲ့ဘဝဟန်ချမ်းညီပြီးတော့နေ့ရက်တိုင်းကိုစမ်းမပြောရွှင်တဲ့လူသားတယောက်နေနဲ့အကောင်းဆုံးဖြတ်သန်းနိုင်မှာပါနော် ဟုတ်ကဲ့ပါရှင်အခုလိုဗီဒီယိုလေးတွေကိုအပတ်စဉ်နေ့စဉ်တင်ဆက်ပေးနေမှာဖြစ်လို့ကျမတို့ Mental Power Page တွေကိုလည်း Like and Follow လုပ်ထားနိုင်ပါတယ်ရှင်အားလုံးကိုကျေးဇူးများတင်ပါတယ်ရှင်